ဂျင်မစော်ပဲညိုကီတို့တဲ့မာဆယ်ပို့ခဲ့တဲ့တက်တော်အများနံပါတ်1တားပိုက်ကောင်ညိုကီတို့တဲ့ပို့ပြီးခဲ့တဲ့ဒီကောင်တွေကဩစတြေးလျနိုင်ငံမှာအများပြားရှိပါတယ်ဒီလိုဗီဇာမဲ့ကောင်တွေကဗီဇာရှိလူရည်ထက်ကိုပိုမိုများပြားနေတာပါအကြီးရေဆိုရင်ဘော်ဒီကိုကြည့်လိုက်တာနဲ့ကိုတိတာပါတယ်ပကုန်းနေလက်မောင်းနေရာဆိုရင်ယူကီတို့လိုပြားဆက်ချက်မဟုတ်ပဲမာဆယ်တွေပြည့်နေပါဒီကောင်တွေကခုံတဲ့နေရာမှာလည်းဆရာကြပါတယ်တခါကိုရင်6ပြည်လောက်မြင့်ပြီးပြီး20ကျော်30အကွာဝေးလောက်ထိရောက်တတ်ပါတယ်နောက်ထပ်စူပေါ့ပုံနဲ့မာဆယ်ဆရာကြီးကတော့ဂေါ်ရီလာဖြစ်ပါတယ်ဂေါ်ရီလာရဲ့မာဆယ်တွေကတော့မြင်းတဲ့အတိုင်းပါပဲ ကိတ်ကျူးမှာတာမန်လူထက်၈ဆအနဲ့၁၀ဆလောက်ထိတန်မာတတ်ပါတယ်။သူတို့ရဲ့ထူးခြားချက်ကတော့ဂေါ်ရီလာတွေဟာရှားသူတွေကိုပါဝါပြခြင်း၊ဒါမှမဟုတ်အပေါင်းသင်းတွေကိုဆက်သွယ်ခြင်းရင်ရင်ဘတ်ကြီးကိုလက်နဲ့တဘုံဘုံထုပြတာပါပဲ။နံပါတ်၃ဗလာထွားထွားနွား။နွားဗီဒီယိုပထမပိုင်းမှာကျွန်တော်တင်ဆက်ဘူးခဲ့တဲ့ Legend Blue လို့ခေါ်တဲ့နွားတွေပဲဖြစ်ပါတယ်။ ။လူမညူကီတို့လိုစံကုန်မြေလေးဆိုရင်ဘာမှသုံးစားမရပေမဲ့ဘဲဂျန်ဘလူးလို့ခေါ်တဲ့ဘဲဂျန်နိုင်ငံကဒီစံကုန်မြေလေးနွားတွေရတော့ကာယပလအာကစားသမားတွေလိုဂျင်ဆော့ဝိမာရာတွေမလုပ်ဘဲမာဆယ်တွေနဲ့တောင်းတင်းအဲထွက်နေတာပါ။ဘာလို့ဒီကုလုံးဗလားတွေအဲထွက်နေရလဲဆိုရင်ကြွက်သားကြီးထွားတာကိုထိချုပ်ထားတဲ့မိုင်ယိုစတဂျင်ဆိုတဲ့ဓာတ်မျိုးထုတ်လုပ်မှုကိုတဖန်ပြန်ထိချုပ်ထားတဲ့မျိုးရိုးဗီဇပြောင်းလဲမှုတစ်ခုကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့ကြွက်သားတွေကတားဆီးမရှိနိုင်ငံအဲထွက်နေတာပါ။ဒီတော့ဒီနွားမျိုးတွေကစံကုန်မြေလေးဗလာထွားတော့အစီနေပြီးအသားထွက်ကောင်းတဲ့မျိုးကောင်းမျိုးကောင်းတွေဖြစ်ပါတယ်